်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာကိုဗစ်မျိုးစိတ်သစ်ကူးစက်ခံရသူ3000ကျော်ရှိလာတဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာကိုဗစ်ရောဂါပိုးမျိုးစိတ်သစ်ကူးစက်မှုဆက်လက်မြင့်တက်နေပြီးကူးစက်ခံရသူ3000ကျော်တိရှိလာတယ်လို့သိရပါတယ်။မေ17ရက်နေ့ကနေ18ရက်နေ့ကြားမှာကိုဗစ်ကူးစက်ခံရသူဦးရေ3330ဦးရှိခဲ့ပြီးတော့မေ3ရက်နေ့ကနေ10ရက်နေ့ကြားမှာကူးစက်ခံရသူဦးရေတဲ20ကျော်မြင့်တက်လာခဲ့တယ်လို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်ခံရသူ3330ဦးထဲမှာစေရတရာကူတာခံရသူဟာ1918ဦးရှိခဲ့ပြီး2ဦးသေဆုံးခဲ့ပါတယ်။မေ၁ရက်နေ့ကနေ၁၈ရက်နေ့ကြာမှာကုသခံရသူဟာ၈000ကျော်ရှိခဲ့တယ်ကုသခံရသူအများဆုံးမျိုးဖြစ်ခဲ့ပြီးရှင်ပူရီ၊ရာယောင်၊နွန်တန်ပူရီနဲ့စာမပရကန်တို့ဟာလည်းကုသသူအများဆုံးတွေ့ရှိခဲ့တဲ့မျိုးတွေပါ ကူးစက်မှုနှုန်းမြင့်မားနေတဲ့ကိုဗစ်မျိုးစိတ်တရဲ့လက္ခဏာတွေဟာအရင်လက္ခဏာတွေနဲ့တူညီရတာရှိသလိုကွဲပြားတာတွေလည်းရှိပြီးတော့အနှံ့အယသာပြောက်တိုင်းမသိမရှိပဲလဲကြောင်းတာတကူလုံးကခဲနာကျင်တာတွေပုံဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့ငင်းချမ်းအောင်ပါပြပို့လာပါ